ကရက်ပေါင်းစုံနဲ့ပြီးဆုံးသွားခဲ့တဲ့ Miss Grand Myanmar 2025ရဲ့ National Costume ပြိုင်ပွဲ ပိတ်သက်ကြည့်ရှင်အခုလက်ရှိကျင်းပနေဆဲဖြစ်တဲ့ Miss Grand Myanmar 2025ရဲ့အရေးပါတဲ့ round တစ်ခုဖြစ်တဲ့ National Costume Competition ကြီးကိုတော့မနေ့ကဂျွန်လ16ရက်နေ့က The Irrawaddy Hotel ကြီးမှာညနေ9:00နာရီမှာကျင်းပပြုလုပ်ခဲ့ရာ City ကိုစားပြုအလားမဲ့အသီးသီးရဲ့ကိုစားပြု National Costume ဝစ်စုံများကိုဝစ်စင်ရှင်ပြိုင်ခဲ့ကြရာအကောင်းဆုံးအမျိုးသားဝစ်စုံစုကို Best in National Costume Wine Mall ပြိုင်သက်ရွေးချယ်တော်စု People's Choice Award ကိုတော့နန်ခမ်အလှမယ်တို့ကရရှိခဲ့ကြတာဖြစ်ပြီးစွမ်းဆောင်ရည်အကောင်ဆုံးဆု Best in Performance ဆုကိုတော့မကွေးမြို့ကိုစားပြုအလှမယ်ကရရှိခဲ့တာပဲဖြစ်ပါတယ်။ပြိုင်ပွဲရဲ့တွင်အလှမယ်29ယောက်ကအမျိုးမျိုးသောမတူညီတဲ့ပုံစံတွေနဲ့ရှင်ပြိုင်ခဲ့ကြတာဖြစ်ပြီးချိုက်ထိုကိုစားပြုအလှမယ်နဲ့ရခိုင်ကိုစားပြုအလှမယ်၂ယောက်ကတော့အဆိုးရွားဆုံးဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်။ ရခိုင်ကိုစားပြုအလှမယ်ထက်တွေ့တာမူကရခိုင်မင်းမပြိုလေးတဦးရဲ့ကတော့ဟန်ပန်းကြီးညိုတဲ့န်းအား၎င်းကြောက်ဆောင်ကြောက်တန်းမုံတိုင်းလှိုင်းကျန်းတို့ရဲ့ဒဏ်ကိုကြမ်းကြမ်းခံနိုင်သောစစ်တွေကန်းကြီးအလှတရားများကိုပေါ်လွင်စေတဲ့ National ကော်ကျွန်းမှုဆိုကရိုးရဝစ်ဆုံမဟုတ်တဲ့တီထွင်ဖန်တီးမှုဝစ်ဆုံတစ်ခုနဲ့ရှင်ပြိုင်ခဲ့ရာပြည်သက်တရားကအခုလိုဝေဖန်ထောက်ပြထားပါတယ်ရုပ်ချောချောလေးနဲ့ဘာတွေဝင်လာတာလဲညီမလေးရေ National ကော်ကျွန်းဆိုတာကိုပြိုင်နေတဲ့ CD ဒါမှမဟုတ် International မှာခြားပြမယ်ဆိုရင်ကိုန ိုင်ငံရဲ့ရိုးရာယဉ်ကျေးမှုအစဉ်အမံကိုချပြရတာမျိုးပါတိုင်းရင်းသားလူမျိုးများအဖြစ်ကိုစားပြုမယ်ဆိုရင်ကိုပြိုင်မဲ့တိုင်းရင်းသားဝတ်စုံကိုတည်တည်ချာချာလေ့လာပြီးမှဝတ်သင့်တာမျိုးပါနော် အချိန်မရလို့ဝစ်ဆောင်အပြည့်တွေမချုပ်ဝတ်နိုင်ရင်တော့ပုံထဲမှာပြထားတဲ့ဒညဝရီခေဝေသာလီခေလေးမျိုးခေမြောက်ဦးခေအစားရှိတဲ့ဝစ်ဆောင်တွေကိုရန်ကုန်ကရခိုင်ဆိုင်တွေကအနည်းဆက်ဆုံးဝယ်ယူဝစ်ဆင်တာမျိုးပဲဖြစ်ဖြစ်ဒီဇိုင်နာတွေနဲ့ပဲဖြစ်ဖြစ်အသေးစိတ်ချုပ်ပြီးတော့ဝစ်ဆင်တင်ပါတယ်နော်ရခိုင်လူမျိုးများစုကသူတို့လူမျိုးနဲ့တမိုင်းကို လုံးဝအမားမခံမေသူတို့လူမျိုးကိုအရန်ချစ်ကြတဲ့သူတွေမျိုးတခြားလေးလာပြင်ဆင်ပြီးဝတ်တဲ့နယ်လို့မြင်ပါတယ်ဟုဆိုကဝေဖန်ထောက်ပြထားတာလည်းဖြစ်ပါတယ်